ယာရီဝတ္ထုအရန်ပူတဲ့အချိန်မှာလေဖြတ်တယ်ဆိုတာဖြစ်တတ်တယ်အဲ့တော့တော်တော်များများလဲကြောက်ကြရလိမ့်မယ်အရန်အေးနေတဲ့အဲကွန်ရှိတဲ့ကားထဲကနေပြီးတော့ဒီအပြင်လမ်းမကြီးအရန်ပူနေတဲ့အပြင်လမ်းမကြီးကိုထွက်လိုက်တဲ့ခါကျရင်ရုတ်တရက်လူကလဲကြတတိလစ်ပြီးတော့ဆင်းရုံရောက်သွားတာမျိုးတချို့တွေအသက်ကြီးတဲ့လူတွေနာတာရှည်ယောဂါရှိတဲ့ဒူတွေဆိုရင်ဒီအပူဒဏ်မခံနိုင်မင်းနဲ့လေဖြတ်ပြီးတော့ဆင်းရုံရောက်မှဆုံးသွားတာမျိုးဒါမျိုးတွေကြောက်ကြရလိမ့်မယ်အဲ့တော့ အပူအယမ်းဆိုးတဲ့အခါကျရင်ယာတူတူအယမ်းပူတဲ့အခါကျရင်လေဖြတ်တဲ့အနေရှိနိုင်ပါတယ်အဲ့တော့ဒီဗီဒီယိုမှာတော့အပူကြောင့်လေဖြတ်တယ်ဆိုတာဘယ်လိုမျိုးဖြစ်တာလဲဘယ်လိုကာကွယ်ရလဲဆိုတာကျွန်တော်တေချာပြောပြပေးမယ်အပူကြောင့်လေဖြတ်တယ်အုံနောက်ရောင်တယ်ဆိုတာကဒီအုံနောက်ထဲမှာရေဓာတ်တွေများလာပြီးတော့အုံနောက်ရောင်ရမ်းတာအုံနောက်ကြီးဖောင်းလာတာမျိုးပြောချင်တာဒါ cellular edema လို့ခေါ်တယ်ပေါ့နော်အဲ့ဒီ ပူလွန်တဲ့ຢာရီဥတုမှာဒီအပူဒဏ်အယမ်းလွန်ခဲ့တယ်ဗောနော် heat stroke ဖြစ်လာတဲ့ခါကျရင်ဦးနှောက်ကဒီလိုမျိုးရောင်ပြီးတော့ထိခိုက်ပြီးတော့ဖြစ်သွားတတ်တယ်။ຢာဒီဥတုကအယမ်းကိုပူလွန်တဲ့ခါကျရင်ခန္ဓာကိုယ်ကလည်းအပူချင်းကိုမထိန်ထုတ်နိုင်တော့ဘဲနဲ့ဦးနှောက်ကိုတွားပြီးတော့ထိခိုက်တာဗောနော်။ဘာကြောင့်ဒီလိုဖြစ်လာရလဲဆိုရင်ခန္ဓာကိုယ်အပူချင်းက40ဒီဂရီဒါမှမဟုတ်လည်း104ထက်ကျော်သွားပြီးပြင်ဒီခန္ဓာကိုယ်ကလည်းဒီအပူဓာတ်ကိုအပြင်ကိုမထုတ်နိုင်တော့ဘူးပုံမှန်ဆိုရင်ကျွန်တော်တာမန်လူအနေနဲ့ဆိုရင် ဒီအတွင်းထဲကအပူတွေများလာပြီဆိုရင်ချွေးအနေနဲ့အပြင်ကိုထုတ်တာမျိုးတွေရှိရပါတော့။အပြင်ကရာဒီဥတုပါအရန်ပူနေတယ်ခန္ဓာကိုယ်အတွင်းကလည်းပူနေတယ်ဆိုရင်ချွေးထွက်တဲ့အဆင့်ထိကိုကြော်ပြီးတော့ချွေးလုံးဝမထွက်နိုင်တဲ့အခြေအနေတွေရောက်သွားတတ်တယ်။အဲ့လိုမျိုးအခြေအနေခါချင်ရင်အပူဓာတ်ကခန္ဓာကိုယ်အတွင်းထဲမှာပဲရှိနေတော့ပါတော့။အဲ့တော့ရေဓာတ်ကလည်းအရန်ဆုံးရှုံးသွားတဲ့ခါချင်ရင်ဒီအတွင်းထဲမှာရှိတဲ့အုံနောက်ဆဲတွေကရောင်ရမ်းလာတယ်။ဒါတွေကြောင့်မလို့အုံနောက်ရောင်တာလေဖြတ်တာဆိုပြီးတော့ဖြစ်လာတာ။ ဒီလိုမျိုးအုံနောက်ရောင်တာလေဖြတ်တာဖြစ်လာတဲ့အခါကျရင်အဓိကတွေ့ရမှာကခေါင်းကြိုက်တာအရန်ဆူဆူဝါးဝါးဖြစ်လာတာမျိုးအရင်တော့ခေါင်းကြိုက်ပေမဲ့ဒီတစ်ခေါက်ခေါင်းကြိုက်တာကဘာနဲ့မှမတူလောက်အောင်ဆိုးလာတာမျိုးပြီးရင်စိတ်ကလည်းရှုပ်ထွေးနေမယ်စကားမပြောနိုင်အောင်စကားပြောရင်လည်းဒါဝိုးဒွားတာတွေဖြစ်နေမယ်ပေါ့နော်ပြီးရင်ပြိုအံမယ်ခေါင်းမူးမယ်ကိုပူလာမယ် ကိုရီးယားကင်ကြည့်လိုက်တဲ့ခါကျရင်ပူနွေးပြီးတော့ပူကျင့်နေတာမျိုးတွေဖြစ်မယ်ပေါ့နော်ပြီးရင်တတိလက်မဲ့တက်မယ်မျက်စိကလည်းအမြင်တွေဝါးနေမယ်နှစ်ထပ်ဖြစ်နေမယ်နှလုံးခုန်ကလည်းမြန်နေမယ်တက်ရှူကခတ်တယ်ဒါမျိုးတွေဖြစ်လာတတ်တယ်ဒါကအုံနောက်ရောင်တဲ့ခါကျရင်ဒါအပူကြောင့်လေဖြတ်တော့မယ်ဆိုရင်ဒီလိုမျိုးတွေ့ရတတ်တဲ့လက္ခဏာတွေပေါ့ ဘသူတွေမှာဒီလိုမျိုးလေဖြတ်တာပိုဖြစ်လာနိုင်လဲဆိုရင်ကလေးငှက်ငယ်လေးတွေပေါ့နော်ကလေးအယမ်းငယ်တယ်ဆိုရင်လည်းအပူချိန်အယမ်းပြင်းမရပါဘူးပြီးရင်တက်ကြီးရွယ်ဟိုတွေပေါ့နော်ဒါ80 80နဲ့အထက်အဖိုးအဖွားတွေဆိုရင်အပူချိန်အယမ်းမြင့်လာတဲ့ခါကျရင်အလွယ်တကူပဲအုံနောက်ရောင်တဲ့အဆင့်ဖြစ်သွားတတ်တယ်ပေါ့နော်ပြီးရင်ရေတက်ခန်းချောင်းနေတဲ့သူတွေကျွန်တော်ခုနကပြောခဲ့တဲ့ ဒီချွေးအရန်ထွက်တယ်ချွေးအလွန်ထွက်ပြီးတော့ခန္ဓာကိုယ်ထွင်းထဲမှာချွေးထွက်စရာဘာမှမကျန်တော့တဲ့အခါကျရင်ရေတက်ခံကြောက်တာတွေဖြစ်လာတတ်တယ်ဒီလိုမျိုးလူနာတွေမှာဒါအုံနောက်ရောင်တာတွေဖြစ်လာတတ်တယ်လေဖြတ်တာတွေဖြစ်လာတတ်တယ်ပြီးရင်အရက်တောက်ထားတဲ့လူတွေကလည်းလေဖြတ်တတ်တယ်ပြီးရင်နေပူပူထဲမှာပင်ပင်ပန်းပန်းအလုံးလုံးနေရတဲ့လူတွေလည်းလေဖြတ်တတ်တယ် ဝမ်းပြတ်နေတဲ့သူတွေအန်နေတဲ့သူတွေကလည်းဒီရေဓာတ်တွေအများကြီးဆုံးရှုံးသွားနိုင်တဲ့အကြောင်းမလို့လေပြတ်တာမျိုးတွေဖြစ်လာနိုင်တယ်ချွေးထွက်များစေတဲ့ဆေးတွေတောက်နေရတယ်ပေါ့နော်ဒါတချို့အင်္ဂလိပ်ဆေးတွေဆိုရင်ချွေးအရန်ထွက်စေတယ်ဒီဆေးတွေတောက်နေရတဲ့သူတွေကယာဒုဒုအရန်ပူနေတဲ့အချိန်မှာလေပြတ်သွားနိုင်တယ်ပြီးအဝလွန်နေတဲ့သူတွေလည်းယာဒုဒုအရန်ပူရင်လေပြတ်နိုင်တယ်အဲ့တော့ဒီလိုမျိုးလေဖြတ်တာမဖြစ်အောင်ကျွန်တော်တို့ဘယ်လိုကာကွယ်ရမလဲဆိုရင်ရေများများတောက်ဖို့လိုတယ်တနေ့ကိုရေ2လီတာနဲ့အထက်တောက်ဖို့လိုတယ်နေအပူချိန်အရမ်းမြင့်နေတဲ့အချိန်ပေါ့နော် ဒါနေ့ခင်7ရက်နေ့3နေ့အတွင်းမှာဆိုရင်အိမ်အပြင်မထွက်တာကောင်းတယ်ပေါ့ဒါအိမ်မှာနေမယ်ဆိုရင်လည်းဒါနေ့စဉ်ရေပုံမှန်ချိုးပြီးတော့ကိုယ်ပူချိန်ကြောက်အောင်နေဖို့လိုတယ်အကယ်၍အပူရှက်တာဖြစ်လာတယ်ဆိုရင်တော့မှကျွန်တော်တို့ရေချိုးလိုက်ရင်အပူအမြန်ကျသွားတယ်နော်အိမ်မာနေတဲ့ခါကျရင်လည်းဒီအခန်းကအလုံးပိတ်နေတာမျိုးမဟုတ်ဘဲနဲ့လေဝင်လေရက်ကောင်းနေတဲ့နေရာမှာနေပန်ကာတို့မဟုတ်အဲကွန်းဖွင့်ထားဖို့လိုတယ်ပေါ့နော်အကယ်၍လုံးဝဟိုလက်စမီမလာတဲ့အခြေအနေမျိုးမှာဆိုရင်တော့ကိုယ်ကရက်တောင်လေးနဲ့နေဖို့လိုတယ်ပေါ့နော်ပြီးရင်ဗရင်ပေါက်တွေလည်းဖွင့်ထားပါပေါ့နော် အကယ်၍မလွဲတာလို့ကိုကအပြင်တွားရမယ်အပြင်မှာအလုံးလုံးရမယ်ဆိုရင်လည်းဒါအုတ်ထုတ်ထီးတို့မျက်နာကာတာတို့ဒီနေအောင်ကြီးမှနေအောင်ကြီးဒိုင်ရိုက်မတိအောင်ကာကွယ်ဖို့လည်းလိုပါသေးတယ်ပေါ့နော်ပြီးတော့ရေဘူးတွေလည်းအမြဲတမ်းစောင့်ထားဖို့လိုတယ်အကယ်၍ပန်းချန်ထဲမှာကစားမယ်ဆိုရင်မနှက်ခင်တို့မဟုတ်ညက်နေခင်မှာပဲတွားကစားတက်ပင်အောင်ပါပဲတွားနာတာမျိုးတွေလှုပ်ဖို့လိုတယ်ပေါ့နော်ရာဒူးတို့ရမ်းပူနေတဲ့အချိန်မှာဒီနစ်ခင်းကြောင်တောင်ကြီးမှာ အလုတ်ကိုပြပြင်းထထန်နဲ့ပြပြင်းမမလုတ်ပါနဲ့အားကစားကိုပြပြင်းထထန်နဲ့ပြပြင်းမမလုတ်ပါနဲ့အနာယူနေရင်လည်းရေထပ်ဖြစ်တယ်မို့လို့ရတယ်ဒါကကာကွယ်နီးလန်းတွေကိုပြောတာပါနော်အိမ်မှာပဲနေနေအပြင်းမဲ့တော်တော်ကာကွယ်ဖို့လိုပါတယ် အထူးသဖြင့်ထိခိုက်နိုင်ခြေရှိတဲ့လူတွေကဒီအချက်လေးတွေကိုလိုက်နာဖို့လိုပါတယ်အကယ်၍ကိုကတခခုအရေးပေါ်ဖြစ်လာပြီဆိုရင်တော့ဆရာဝန်စီမဖြစ်မနေတော့ရမယ်ဒို့မဟုတ်ဆေးရုံဆေးခန်းကျန်းမာရေးဝန်ထမ်းတွေစီကိုမဖြစ်မနေတော့ပြရမယ်နံပါတ်၁ကတော့တတိလစ်သွားတဲ့ဆိုရင်တေချာပေါက်တော့တော့ရမယ်ကိုအပူချိန်ကချစ်ချစ်တောက်ပူပြီးတော့၁၄ထက်ကျော်နေပြီဆိုရင်လည်းတော့တော့ရမယ် တက်တဲ့အခြေအနေမျိုးဖြစ်သွားပြီဆိုရင်လည်းတွားရမယ်အတက်ရှူကခတ်တယ်ဒါမျိုးဆိုရင်လည်းတွားပြဖို့လိုတယ်ရေတက်ခန်းချောက်သွားတယ်အဲ့တော့ရေတက်ခန်းချောက်တာကဒီမြက်တွင်းနေခြိုက်သွားမယ်အရေပြားကမွဲချက်ချောက်ကြီးဖြစ်လာမယ်ရေအရန်ဆာလာမယ်ရေအရန်ငတ်လာမယ်ကလေးတွေမှာဆိုရင်ဒီ bike ခောက်ကဆွဲလိုက်တဲ့ခါကျရင်တတင်းရင်ရင်မဖြစ်တော့ဘူးပေါ့နော်အတွန့်အတွန့်လေးတွေဖြစ်သွားလိမ့်မယ်ဘယ်လိုမျိုးအခြေအနေမှာဆိုရင်တော့ရေတက်ခန်းချောက်တဲ့လက္ခဏာတွေအဲ့လိုမျိုးဖြစ်လာပြီဆိုရင်မဖြစ်မနေစေယုံစေကံကျမကြီးဝန်ထမ်းစီတွားပြဖို့လိုတယ် အဲ့တော့ဒီလူနာတွေကစင်းရုံမရောက်ခင်ဂျားထဲမှာကိုကမလုပ်လို့ရထားလဲဆိုတော့ဒီလူနာကိုအရေးရတဲ့နေရာလေဝင်လေထွက်ကောင်းတဲ့နေရာကိုရွှေ့ထားဖို့လိုတယ်အဝတ်စားထုထုတထဲတွေဝတ်ထားတဲ့ဆိုရင်ချွတ်ခိုင်းလိုက်ဖို့လိုတယ်ရေဘက်တိုက်ပြဖို့လိုတော့ဗောနော်ရေကလည်းအရန်နွေးနေတာမျိုးမဟုတ်ပဲねရေအေးလေးဖြစ်တယ်ဆိုရင်တော့ကိုကောင်းတယ်တကူလုံးကိုရေဘက်တိုက်နိုင်ရင်အတိုင်းအဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းနဖူးတို့လယ်ပင်တို့လက်တို့ခြေတလုံးတို့ဒီလူလူမျိုးနေရာတွေမှာဆိုရင်ရေအေးနဲ့တုတ်ပေးဗောနော်အဲ့တော့စေုံစေကမ်းမရောက်ခင်တော့ဒီအချက်လေးတွေလုပ်ဖို့လိုတယ်ဗောနော် ကျွန်တော်ဒီဗီဒီယိုမှာပြောခဲ့တာကအပူเจ้าလေဖြတ်ခြင်းကဒီအုံနောက်ရောင်နေဆိုတာကဘာကြောင့်ဖြစ်လာတာလဲဘလို့အခြေအနေမျိုးမှာဖြစ်ရတာလဲဆိုတာပြောခဲ့တယ်ပြီးရင်ဘာလက္ခဏာတွေပေါ်လာတက်လဲဆိုတာတိဖို့လိုတယ်ဗောနော်တချို့လက္ခဏာတွေဆိုရင်အရန်မဆိုးွားတဲ့အချိန်မှာပေါ်လာတက်တယ်ဒါပေမဲ့ကိုကတတိမထားမိဘူးဆိုရင်တဖြည်းဖြည်းနဲ့ပူဆိုးလာတတ်တယ်ဗောနော်ဘဒူတွေမှာအန်ရယ်ပုံများလဲဆိုတာကိုလည်းကျွန်တော်တရားပြောခဲ့တယ်အဲ့တော့ဒီပြောထားတဲ့အချက်လက်လေးတွေအတိုင်းဒီလိုလူတွေမှာ ပုံပြီးတော့လေဖြတ်နိုင်ချေပုံများတယ် ဘယ်လိုကာကွယ်ရမလဲဆိုတာကိုလည်းကျွန်တော်အသေးစိတ်ပြောခဲ့ပါတယ်။ပြီးရင်အရေးပေါ်အခြေအနေမှာဆရာဝန်စီ၊ကျမ်းမာရေးဝန်ထမ်းစီမဖြစ်မနေတွားပို့ဖို့လိုပါတယ်။ကြားထဲမှာစေယုံစေခံမြောက်ခင်မှာလည်းကျွန်တော်လုပ်ပေးနိုင်တာရှိပါတယ်။အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာပြောပြခဲ့တာကတော့အခုလိုမျိုးယာတူတူအရန်ပူတယ်နေအပူချိန်အရန်မြင့်မာတဲ့အချိန်မှာတချို့လူတွေမှာလေဖြတ်သွားတယ်ဖြစ်သွားတတ်တယ်အဲ့လိုမျိုးမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆောင်ရံရှောင်ရံလေးတွေကိုပြောပြပေးထားပါတယ်အဲ့တော့ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ကျေးဇူးရှိမယ်ဆိုရင် channel လူတွေတည်အောင် share ပေးပါဦး ဗီဒီယိုဒီစီကြည့်ပြီးတော့တချို့မလို့ကျေးဇူးတင်ပါတယ်အဆက်ဆက်ရရအဆင်ပြေပေးခင်ပါစေ